STB token ကဒီ14ရက်နေ့က exchange ပေါ်မှာ list လောက်တာပေါ့နော်အခုဆိုရင်4ရက်လောက်ရှိနေပြီဒီ4ရက်အတွင်းမှာသူ့ရဲ့ဈေးကဖြည်းဖြည်းမှန်မှန်တရေရိပ်နဲ့တက်နေရပေါ့နော်အဲ့ဒါကိုကြည့်ရတာအားရဖို့ကောင်းတယ်ဒီ video မှာပြောပြပြီးသွားမှာကကိုကဒီ STB token ကိုအရင်က ICO round 1 round 2တုန်းကမဝယ်ခဲ့ရဘူးအခုမှဝယ်ချင်တယ်ဆိုလို့ရှိရင်ဘလို့ဝယ်လို့ရလဲပေါ့နော် STB counter Facebook page မှာလည်းသွားဝယ်လို့ရတယ်ဆိုပေမဲ့တချို့ကကိုယ်တိုင်ပဲဝယ်ထားချင်တယ်3ရက်လောက်ဆောင်ရတာမျိုးမဆောင်ချင်ဘူး ဆိုလို့ရှိရင်ကိုယ်တိုင်ဘယ်လိုဝယ်ရမလဲဆိုတာပေါ့နော်အဲ့အလေးတစ်ချက်ပြောပြချင်တာပါအဲ့တော့လောလောဆယ်က STB ကိုကိုယ်တိုင်တိုက်ရိုက်ဝယ်မယ်ဆိုလို့ရှိရင် Maxi Exchange ပေါ်မှာပဲဝယ်လို့ရအောင်မယ်အဲ့တော့ကို့မှာအရင်ဆုံးတော့ Maxi account ရှိဖို့လိုတယ်အဲ့တော့ Maxi account ဖွင့်ပုံဖွင့်ပြီးပြီးရင် account ရှိအောင်လည်းမရဘူးအဲ့ဒီ account က Maxi ရဲ့ Advance KYC ပါအောင်ထားမှရမယ်ပေါ့နော် KYC တင်ပုံတင်နည်းအဲ့အရာတွေကကြာတော့တသက်တော့တင်မပေးတော့ဘူးဘာလို့လဲဆိုတော့ YouTube မှာ live share ကြည့်လိုက်ပေါ့နော် Maxi ရဲ့မြန်မာ KYC page တွေအများကြီးရှိရပေါ့နော် ် Alpha Crypto Hub ECH တို့ဘာလို့မှလည်းသွားပြီးတော့ Messi အကောင့်ဖွင့်ဖို့အတွက်အကူအညီတောင်းလို့ရပါတယ်ဒီသူတို့ရဲ့ Telegram group တွေ Facebook page တွေလည်းရှိတယ်ပေါ့နော်အဲ့မှာသွားပြီးတော့ Maxi account ဘယ်လိုဖွင့်ရမလဲ Maxi account အာဖွင့်ပြီး KYC ဘယ်လိုတင်ရမလဲအဲ့အရာတွေကိုသွားပြီးလေ့လာလို့ရတယ်မီးလို့ရတယ် community တွေရှိတယ်ပေါ့နော်ဟုတ်ပြီကိုကကိုရဲ့ Maxi account တော့ဖွင့်ပြီးသွားပြီ account လည်း KYC အောင်ပြီးသွားပြီကိုရဲ့ Maxi ထဲမှာ ဘာဒေါ်လာမှမရှိသေးဘူးဆိုလို့ရှိရင်ဒီ maxi ထဲကိုဒေါ်လာရောက်အောင်ဘယ်လိုလုပ်မလဲပေါ့နော်အဲ့တော့တခြား exchange နေဆိုလို့ရှိရင်တော့ P2P မှာအာကိုကမြန်မာငွေပေးပြီးတော့ဒေါ်လာရောက်အောင် P2P မှာ P2P trading နဲ့ဝယ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ maxi က P2P မှာမြန်မာကျပ် MNK မရှိဘူးအဲ့ခါကျတော့လုံးလို့ရတဲ့နည်းတွေကဘာတွေရှိမလဲဆိုတော့ကို့မှာတခြား exchange နေရှိရပေါ့နော်ဆိုပါစို့ Binance တို့ Bybit တို့ အာ big gap တို့အဲ့အရာတွေဖွင့်ထားရဆိုလို့ရှိရင်အဲ့ဒီ exchange တွေရဲ့ B2B မှာ MMK နဲ့ဒေါ်လာကိုကိုကဝယ်လိုက် ဝယ်ပြီးွားလို့ရှိရင်အဲ့ဒီဒေါ်လာကိုကိုအစဉ်တွေတဲ့ network ကိုတုံးပြီးတော့ဒီ maxi တဲ့ကိုလွှဲလိုက်ပေါ့နော်အဲ့တော့ maxi တဲ့ကိုဒေါ်လာရောက်လာပြီဆိုလို့ရှိရင်တော့ spot မှာဝယ်လို့ရပဲရောင်းလို့ရပဲပေါ့နော်အခုဒီ video မှာတော့ဘာကို focus ထားပြီးတော့ပဲပြသွားမလဲဆိုလို့ရှိရင်ကိုရဲ့ STB account ထဲမှာဒေါ်လာဝယ်ပြီးတော့အဲ့ဒီဒေါ်လာကို maxi တဲ့ကိုထည့်မယ်ထည့်ပြီးသွားလို့ရှိရင် maxi ထဲမှာ STB ကိုဝယ်မယ်ပေါ့နော်အဲ့ဒီအပိုင်းလေးကိုကွက်ပြီးတော့ပြချင်တာပါ အဲ့တော့ကိုယ့်ရဲ့ SDB ကောင်ထဲကိုဝင်လိုက်မယ်။ဝင်လိုက်လို့ရှိရင် MDSDB ကောင်ထဲမှာတစ်ချက် balance ကြည့်လိုက်မယ်ဆိုရင်မြန်မာငွေ9000နီးပါးရှိရယ်ပေါ့နော်။အဲ့တော့ view more ကိုနှိပ်လိုက်ရင်အဲ့ဒီ9000ကမြန်မာကျပ်အနေနဲ့ရှိနေတာ။အဲ့တော့ကိုယ့်ရဲ့ SDB ထဲကို relationship managers IMD ဆရာတွေတက်စစ်မှာမြန်မာငွေကိုထည့်လိုက်ပေါ့နော်။အဲ့တော့ဟိုအမစီမှာရှိရယ်မြန်မာကျပ်ကိုအာ USD ပြောင်းမယ်ပေါ့နော်။ပြောင်းဖို့ဆိုလို့ရှိရင်ဒီ SDB app ထဲမှာပဲ exchange button လေးရှိရယ်အဲ့ဒီထဲကိုဝင်လိုက်။ ဝင်လိုက်ပြီးဒီကအပေါ်ကကိုကဘလောက်ကနေဘယ် currency ကနေပြောင်းมาလဲပေါ့။မကကိုမှရှိတာကမြန်မာကျပ်ပေါ့နော်။အဲ့ရနေပြီးတော့မှကိုပြောင်းချင်တာက USD ဒေါ်လာပြောင်းချင်တာအောက်မှာ exchange rate ကိုတွက်ပြထားပေးတယ်။အဲ့တော့ဒီနေရာမှာတခုရှိတာကကိုရဲ့ SGB ထဲမှာရှိတဲ့ဒေါ်လာကိုဒီ maxi ပေါ်ကိုလွှဲတဲ့အခါကြောင့်လို့ရှင်ပေါ့နော် polygon network သုံးလို့ရှင်လောလောဆယ်ရော exchange fees ကမပေးရဘူး withdrawal fees မရှိဘူးပေါ့နော် ဒါပေမဲ့သူကအဲမီနီမမ်10ဒေါ်လာအနေမှာစပြီးတော့ပဲလွှဲလို့ရတယ်အဲ့တော့ USD ကို10ဒေါ်လာတော့ဖြစ်အောင်ပြောင်း10ဒေါ်လာဖြစ်အောင်ပြောင်းမယ်ပေါ့နော်နည်းနည်းလိုဘိုရှိမှာဆိုလို့အမ70ဒေါ်လာဖြစ်အောင်ပြောင်းထားလိုက်မယ်ပေါ့နော်အဲ့တော့ဒီကိုက USD 70ဒေါ်လာလိုချင်နေဆိုရင်မြန်မာကျပ်ကဒီညမှာ4000ခွဲလောက်တော့ရှိမယ်အဒီ race ကိုကိုအစဉ်ပြေရယ်ဆိုလို့ရှိရင် continue လုပ်လိုက်ဒီမှာတစ်ချက်ပြန် confirm နေပေါ့နော် agree လုပ်လိုက်ပြီး exchange နောင်းကိုနှိပ်လိုက် ဒါဆိုရင် exchange successful ဖြစ်သွားပြီ home နဲ့ကိုပြန်သွားဝင်ကြည့်လိုက်ဝင်ကြည့်လိုက်လို့ရှိရင်ခုနဒီနေရာမှာပြရတဲ့ balance ကအမ်မြန်မာကျပ်နေရာမှာ2000ပဲကျန်ခဲ့ပြီးတော့ USD မှာ70ဒေါ်လာရသွားပြီပေါ့နော်အဲ့တော့ exchange history တောင်မှာသွားကြည့်ပြန်စစ်ကြည့်လဲရ Okay ဒါဆိုအမားတို့ရဲ့ SDB account ထဲမှာဒေါ်လာ70ဒေါ်လာရှိသွားပြီပေါ့အဲ့တော့အဲ့ဒီ70ဒေါ်လာကို maxi ရဲ့ဟိုလွဲမှာအဲ့တော့ကိုက maxi တဲ့ကိုပတ်စံထည့်မိတဲ့ဘော maxi မှာ US ဒေါ်လာကို deposit လုပ်မိတဲ့ဘောပေါ့အဲ့တော့ကိုရဲ့ maxi တဲ့ကိုသွားမယ် တွားလိုက်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ဒီ wallet ထဲကိုဝင်လိုက် wallet တွေဝင်လိုက်လို့ရှိရင်ဒီမှာကိုကဘာမှမမလုပ်ရသေးဘူးဆိုဒီနေရာမှာ add fan ဆိုတာရှိရယ်ကိုဒီထဲကို fans ထည့်မယ်ပေါ့နော်အဲ့ဒါကိုနှိပ်လိုက်နှိပ်လိုက်လို့ရှိရင်ဒီမှာသူက deposit method ကိုရွေးခိုင်းတယ်အခုကဘာမှတို့ကရွေးလို့ရှိရင် on chain deposit နဲ့ပဲလွှဲရမှာဘာလို့လဲဆိုတော့ STB ဆိုတာကလည်းဒီ blockchain ဒီပညာကိုသုံးထားတဲ့ bank ဖြစ်တဲ့အတွက်ကြောင့်မလို့ STB ကနေဒီ maxi ကိုလွှဲတာကအမတို့က blockchain ကိုပဲသုံးပြီးတော့ crypto ကိုလွှဲမှာအဲ့ကြောင့်မလို့ on chain deposit ဆိုတာကိုပဲရွေးရမယ်အဲ့ on chain deposit ကိုရွေးလိုက်ပေါ့နော်ရွေးလိုက်လို့ ့ရှိရင် crypto က coin တွေကအများကြီးရှိတယ် ကိုဒီမှာ deposit လုပ်ချင်တာကဒေါ်လာပေါ့เนาะအဲ့တော့ခုနတုန်းက STB ထဲမှာ exchange လုပ်လိုက်တုန်းက MMK မြန်မာကျပ်ကနေ USD US ဒေါ်လာကိုလုပ်တာပေါ့เนาะအဲ့တော့ဒါပေမဲ့ exchange ပေါ်မှာကျတော့ US ဒေါ်လာဆိုပြီးတော့ fiat အနေနဲ့တွေ့တာမဟုတ်ပဲねသူက stable coin USDT ဆိုတဲ့ coin အနေနဲ့ပဲဖြစ်မှာအဲ့တော့ဒီညမှာနည်းနည်းတချို့ကဟိုမတူဘူးလို့ထင်မှာဆိုလို့ USDT ဆိုတာဒီဟိုဘက်က STB မှာရှိတဲ့ USD နဲ့ value လိုက်ညှိထားတဲ့ stable coin ဖြစ်တဲ့တော့ကြောင့်မလို့တူတူပဲအဲ့ ဲ့တော့ USDT ကိုပဲယူရမယ်ပေါ့နော်ဒီကောင် USDT ဆိုတာကိုနှိပ်လိုက်နှိပ်လိုက်ပြီးတော့လို့ရှိရင်ဒီမှာ network တွေယူရမယ်ပေါ့နော်အဲ့တော့ STPD သူက polygon network ကိုပဲသုံးထားတာအဲ့တော့ဒီမှာလည်း polygon network ကိုပဲယူရမယ်ပေါ့နော် အဲ့တော့ဒီမှာ polygon matrix ဆိုတဲ့နေရာလေးကိုရွေးပေးလိုက် polygon network matrix ဖြစ်ရမယ် network မှားလို့မရဘူးအဲ့ဆိုရင်ဒီမှာသူက QR scan ပေါ်လာတယ်ပြီးရင် address ပေါ်လာတယ်အဲ့တော့ QR scan ဖတ်ချင်လည်းရတယ် address ကို copy လုပ်ချင်လည်းကောင်းတယ်ရတယ်ပေါ့နော်အဲ့တော့ကိုထဲမှာကဒီမှာ USDT အောက်က network က polygon network မှန်မှန်မှန်တစ်ချက်ပြန်ကြည့်မှန်ပြီဆိုရင်ဒီမှာပြီးထားတဲ့ deposit address ကို copy ယူလိုက်မယ်ပေါ့နော် အာပြီးရင်ကိုရဲ့ SDB တွေကိုပြန်သွားလိုက် SDB တွေကနေကြတော့ကိုက USDT ကိုပြန်ထုတ်มาဖြစ်သွားပြီအဲအားကြောင့်မလို့ဒီမှာကြတော့ withdraw ကိုနှိပ်လိုက်အဲ့တော့ withdraw နှိပ်လိုက်လို့ရှိရင်ဒီနေရာမှာ तू ကထုတ်လို့ရတဲ့ခါနှစ်ခုရှိရယ် STB coin ထုတ်မလား USDT ထုတ်မလားအခုအမ USDT ထုတ်မှာမို့လို့ USDT ကိုပဲထားမယ်သူရဲ့ network ကတော့ရွေးစရာမရှိဘူး STB က polygon network တစ်ခုတည်းကိုပဲသုံးထားတာအဲ့တော့အခုဒီမှာ polygon network ပြီးသွားရင်အောက်မှာ address ကခုနဟိုဘက်က maxima copy ယူလာတဲ့ wallet address ကို paste လုပ်လိုက်ပေါ့နော်ကိုက address ကို paste လုပ်တာမဟုတ်ဘဲနဲ့ခုန QR scan ကို save လုပ်တာဆိုရင်လည်းဒီမှာ scan နဲ့ဖတ်လို့ရတယ်10ဒေါ်လာ မီနီမမ်က10ဒေါ်လာကနေပြီးတော့စထုတ်ရမယ်ဆိုတော့10ဒေါ်လာပဲကိုဘက်ကိုထုတ်လိုက်မယ်ပေါ့နော်အဲ့တော့ဒီညမှာပြန်စစ်ကြည့်ရင်ကို SDB တွေကနေ Maxi ကို withdraw လုပ်မယ် amount က10ဒေါ်လာဒီမှာရေးထားတာတော့ withdrawal fees ကမပေးရဘူးကိုဘက်မှာလည်း10ဒေါ်လာပဲရောက်မယ်ပေါ့အဲ့တော့အကုန်စစ်တာတီချာသွားပြီဆိုလို့ရှိရင်တော့ submit လုပ်လို့ရပြီအဲ့တော့ဒီညမှာကို SDB မှာထားထားတဲ့ပင်ကုတ်ချောင်းလုံးကိုထည့်လိုက်ကုတ်ထည့်ပြီးပြီဆိုရင် confirm လေးကိုနှိပ်လိုက် ဒါဆိုရင် withdraw request ကတက်သွားပြီပေါ့နော်အဲသူ့ရဲ့အောက်မှာလဲ withdraw history ဆိုပြီးတော့ done ပေါ်နေပြီအကိုထုတ်ထားရဲ့10ဒေါ်လာနဲ့အချိန်နဲ့ဒီမှာအာမန်ထုတ်တဲ့အချိန်တနာရီ14ပေါ့နော်ဘလောက်ကြာလဲဆိုတာတစ်ချက်ပြီးဟိုဘက်ရောက်တဲ့အချိန်နဲ့ပြန်ကြည့်ကြည့်ပေးမယ်အဲဒီကောင်ဒီအဲ network နဲ့ blockchain network ကိုသုံးပြီးတော့လွှဲတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြာချိန်ရတော့အမှန်တကယ်အတားကြီးတော့မကြာတတ်ဘူးပေါ့ဒါပေမဲ့တခါတလေ network ကျက်တာကြီးပါရင်ဆိုလို့ရှိရင်တော့အချိန်ပိုဆောင်ရတာတွေရှိတတ်တယ် ကိုထည့်လိုက်တဲ့ address ကိုယူလိုက်တဲ့ network မှန်နေဆိုလို့ရှင်တော့အဲဒါကြောက်စရာမလိုဘူးဒီတိုင်းလေးစောင့်ပေးရုံပဲပေါ့နော်အဲ့တော့ history ထဲကိုဝင်ကြည့်လိုက်မယ်ဝင်ကြည့်လိုက်ရင်ခုနကိုထုတ်ထားတဲ့ cash crypto အားဒီမှာနော် cash out with crypto ဆိုပြီးတော့ history မှာပေါ်နေပြီအဲ့တော့ချက်ချင်းတော့ successful မဖြစ်သေးဘူးဒီတေးကြည့်ချင်းအဲ့ကောင်ထဲဝင်နေပြီးတော့ကြည့်လိုက်ပေါ့နော်အဲ့တော့ခုကအဲ့ဒါဟိုဘက်ကိုရောက်မရောက် ကကိုက maxi ထဲကိုပြန်သွားပြီးတော့ဝင်ကြည့်မယ် ဲ့တော့ဒီ maxi တဲ့ကိုကိုခုနကတော့ STB ကထုတ်လိုက်တဲ့10ဒေါ်လာကရောက်လာပြီလားဘယ်တော့မှကြည့်ရမှာလဲဆိုရင်ဒီညာဘက်အောက်နားမှာ wallet ဆိုတာလေးရှိရပါတော့။ကိုရဲ့ဒီ maxi wallet ထဲကိုဝင်လိုက်ဒီညာမှာရောက်ရင်ဒီညာမှာပေါ်လာမှာပေါ့နော်။အခုကတော့မရောက်သေးဘူးမရောက်သေးလို့မပေါ်သေးရပါတော့အချိန်နည်းနည်းဆောင်ပေးမယ်။အဲ့တော့ဒီမှာ15မိနစ်လောက်ဆောင်ပြီးသွားရင်ခုန wallet မှာ notification တက်လာပြီပေါ့နော်10 USD deposit in progress ပေါ့ ဒီမှာကြည့်လိုက်လို့ရှင်ကိုထည့်လိုက်တဲ့တန်း USDT deposit processing ဖြစ်နေပြီပေါ့နော်အဲ့တော့ဒီ blockchain လွှဲတာတွေကတော့ပေါ့နော်အချိန်အတိကြတော့မရှိဘူးခံမှန်းချေပဲအော်ဒီနေရာမှာတခုတိထားတာပေါ့နော်ဒီ STB ထဲကနေပြီးတော့မှအပြင် external exchange တွေကို crypto cash out လုပ်မယ်ဆိုလို့ရှိရင်ဒီ STB တင်းကနေပြီးတော့ manually monitor လုပ်ပြီးကမှ approve လုပ် ပေးတယ်လို့သိထားတယ်တကယ်တကယ်တမ်း blockchain ဆိုရင်တော့ auto သွားရမှာဆိုပေမဲ့ပေါ့နော်ဒီ STB ကိုကြားခံထားပြီးတော့မှငွေဖြူဝင်မဲ့ပြောင်းတာတွေ laundering ုံးမာတွေကိုစိတ်စိတ်ပူရတဲ့အကြောင်းမို့လို့ဒီ manual monitor ခံထားတယ်လို့သိရပေါ့နော်အားကြောင့်မို့နည်းနည်းလေးတော့အာတစ်ချက်ပိုဆောင်ရတာမျိုးရှိတတ်တယ်အဲ့တော့ဒီမှာအောက်ကအပြာလေးပါ deposit successful ဖြစ်သွားလို့ရှင်တော့ရပါပြီကိုရဲ့ maxi တဲ့ကိုကိုခုန SCB ရထုတ်လိုက်တော့လာရောက်လာပြီပေါ့နော်โอเคဒါဆိုလို့ရှိရင်အကုန်ပြီးသွားပြီအဲ့တော့ဒီမှာဒါ deposit process ကို rating ပေးခိုင်းတာပေါ့နော်အအဆင်ပြေတယ် easy ပဲ rating ပေးလိုက်မယ်ပြီးလဲရတယ်မပြီးလဲရပြီးသွားရင်နောက်ကိုပြန်ထွက်လိုက် ထွက်လိုက်လို့ရှိရင်ဒီနေရာမှာကိုယ့်ရဲ့ wallet မှာခုနလိုအာဘာမှမရှိအောင်မဟုတ်တော့ဒီမှာက BTC နဲ့ပြနေရဆိုတော့ဒေါ်လာနဲ့ပဲပြဟန်လိုက်မယ်ပေါ့နော်အာ USDT နဲ့ပဲပြောင်းပြဟာဒါဆိုဟုတ်ကဲ့ဒီမှာကိုထည့်လိုက်တဲ့10 USDT တွေကိုတန်းပြီးရောက်လာပါပြီအဲ့တော့ fees မရှိဘူး fees လည်းမပေးရဘူး